ပဋိဇီဝဆေးတွေကိုပမာမကန်အသုံးပြုနေရတဲ့ကြောင့်ဆေးရင်ပါမှုဖြစ်နေတာနဲ့ပတ်သက်ပြီးတော့သူတေသနာပြုလုပ်ဖို့ကျန်းမာရေးဝန်ကြီးကတိုက်တွန်းလိုက်ပါတယ်။ဥစီသူစီကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဇန်နဝါရီလ9ရက်နေ့ကရန်ကုန်မြို့ဆေးသူတေသနာဌာနမှကျင်းပပြုလုပ်တဲ့44ကြိမ်မြောက်ဆေးသူတေသနာညီလာခံကိုတက်ရောက်လာတဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာတန်းအောင်ကပြည်သူတွေကြားမှာပဋိဇီဝဆေးတွေကိုပမာမကန်အသုံးပြုနေရတယ်ရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်။ပမာမကန်အသုံးပြုတာတွေကြောင့် ဆေးရင်ပါမှုတွေဖြစ်နေတဲ့ပတ်သက်ပြီးသူစင်နာပြုလုပ်ဖို့သူစင်နာပညာရှင်တွေကိုလည်းတိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ဘေးကနေကင်းပြီးအရေးအသွေးနဲ့အာဏိသင်ပြေးသွားတဲ့အ धिक ဆေးဝါးများကိုလက်လန်းမိနိုင်ခြင်းပဋိဇီဝဆေးဝါးများကိုမမမကန်အသုံးပြုနေခြင်းအတွေ့ antimicrobial resistant ဖြစ်များနေခြင်းစရာတွေနဲ့ပတ်သက်ပြီးသူဒေသနာများကိုလည်း အထူးဂရုပြုပြီးဆောင်ရွက်ကြသွားကြပါလို့တိုက်တွန်းလိုပါတယ်။ဒီနေ့ကမှပြည်ရင်းပြည်ပကသူစင်နာပညာရှင်တွေရဲ့စာတမ်းပေါင်း69ဆောင်နဲ့ပိုစတာပေါင်း49ဆောင်တို့တင်သွင်းခဲ့ပြီးအဲ့ဒီတဲကအကောင်းဆုံးသူစင်နာနဲ့ပိုစတာစုကိုရေးချွဲသွားမှာဖြစ်ပါတယ်။ဒီနေ့ကံကိုဇန်နဝါရီလ9ရက်နေ့ကနေ9ရက်နေ့ထိ9ရက်တာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဒီစေသူစင်နာညီနာခံဟာနေ့စဉ်ကျင်းပပြုလုပ်တဲ့ညီနာခံဖြစ်ပြီးပြည်ရင်းပြည်ပကတွေ့ရှိထားတဲ့သူစင်နာစာတမ်းတွေကိုစူးစိဖက်ကြားတဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးသုတေသနညီနာခံဖြစ်ပါတယ်ကျွန်တော်စီသူစရပါ